ဂါဇာကမ်းမြောင်ဒေသထဲမှာပျောက်ဆုံးနေတဲ့အစ္စရေးတစားကန်ရုပ်အလောင်းတွေကိုအီဂျစ်နိုင်ငံနဲ့နိုင်ငံတကာအကြက်ချယ်နေအဖွဲ့ ICRC တို့ပူးပေါင်းပြီးစတင်ရှာဖွေနေပါတယ်။အဲ့ဒီတစားကန်တွေက2023အောက်တိုဘာ9ရက်နေ့တိုက်ခိုက်မှုမှာဟာမတ်စ်ပျောက်ကြားတွေရဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရသူတွေပါ။သူတို့ကချုံနောင်ခံထားရတဲ့ကာလမှာတိတ်ဆုံးခဲ့ပြီးအဲ့ဒီနောက်ပိုင်းအလောင်းတွေပျောက်ဆုံးနေတာဖြစ်ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့လက်ရှိရယူထားတဲ့အပြည့်အခက်ရဲ့စဲရီသဘောတူညီချက်အရာ ဟာမတ်စ်ဟာအသက်ရှင်ရရှိနေတဲ့တရားခံအားလုံးကို ပြန်လွှတ်ပေးပြီးပါပြီ။နောက်ထပ်တရားခံအလောင်း28လောင်းကိုလည်းပြန်ပေးအပ်ဖို့ကတိပြုထားပေမဲ့15လောင်းကိုပဲအစ္စရေးစီလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ကျန်းတဲ့အလောင်းတွေကစစ်ပွဲကာလအတွင်းအပြက်စီးတွေအောက်မှာပိတ်မိပျောက်ဆုံးကုန်ပြီးပြန်ရှာတွေ့ဖို့ဆိုရင်ဤပညာနဲ့ကျွမ်းကျင်မှုအကူအညီတွေလိုတယ်လို့ဟာမတ်စ်တွေကဝန်ခံထားပါတယ်။အစ္စရေးအာဏာပိုင်တွေကဂါဇာမှာရှိတဲ့အစ္စရေးထိန်းချုပ်ထားရာဇုံနယ်မြေတွေထဲမှာ အီဂျစ်နဲ့ ICRC အဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေမှုကိုခွင့်ပြုပေးထားကြောင်းအောက်တိုဘာ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။ Israel Media ရဲ့အဆိုအရ Israel စစ်တပ် IDF ကအဲ့ဒီရှာဖွေမှုမှာပူးပေါင်းကူညီဖို့အတွက် Hamas အဖွဲ့သားတချို့ကိုလည်းထိန်းချုပ်နေမြေတဲ့ဝင်ရောက်ခွင့်ပေးထားတယ်လို့သိရတာပါ။ Hamas ကလည်းတရားခံအလောင်းတွေရှာဖွေရေးမှာအီဂျစ်နဲ့ပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတာကြေညာထားပါတယ်။ဂါဇာအပြစ်ရသဘောတူညီမှုကိုဦးဆောင်ညှိနှိုင်းပေးခဲ့တဲ့ American သမ္မတ Trump ကတော့ ဟားမတ်ဟာအလောင်းတွေပြန်ရှာတွေ့ရေးကိုမြန်မြန်လက်ဆတ်တက်ပေးဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်။ပြက်ကွက်ခဲ့မယ်ဆိုရင်တော့အခုငြိမ်းချမ်းရေးသဘောတူညီချက်ဖြစ်မြောက်အောင်ဝိုင်းဝန်းပေးထားတဲ့နိုင်ငံတွေကဟားမတ်အပေါ်အရေးယူရလိမ့်မယ်လို့သူကသတိပေးခဲ့ပါတယ်။ဟားမတ်ကတော့ဒဇာခံအလောင်းတွေကိုပြန်ရှာတွေ့ဖို့အစွမ်းရှိသမျှအာသုံခွန်ဆိုင်စ조사နေကြောင်းတုံ့ပြန်ထားပါတယ်။ဒါပေမဲ့အဆောက်အအုံအပြည့်အစည်းတွေအောက်ကအလောင်းတွေကိုရှာဖွေဖို့ဆိုတာကအင်မတန်ခက်ခဲတယ်လို့ဟားမတ်တွေဆိုပါတယ်။ Israel အစိုးရပြောရေးဆိုခွင့်ရရရှိတဲ့ဦးကတော့ အလောင်းတွေဘယ်နေရာမှာရှိနေသလဲဆိုတာဟာမတ်အဖွဲ့သားတွေတေချာပေါက်သိကြတယ်လို့ပြောထားပါတယ်။ဟာမတ်ဘက်ကသာအခုထပ်ပိုးပြီးအားစိုက်ပေးခဲ့မယ်ဆိုရင်အလောင်းတွေပြန်တဲတဲ့ကိစ္စကပြီးစီးနေလောက်ပြီလို့သူကဝေဖန်သွားပါတယ်ရှင်။